ပဲ့ထိန်သုံးအများပြမြောက်ကိုရီးယားစမ်းသက်ပစ်ခတ်မြောက်ကိုရီးယားကပဲ့ထိန်သုံးကြီးအတော်တော်များများကို ပင်လယ်ထဲပစ်လွှတ်ခဲ့ကြောင်းမတ်လ17ရက်နေ့ကတောင်ကိုရီးယားဘက်ကပြောကြားလာတာကို CNN သတင်းမှာပါရှိပါတယ်။တောင်ကိုရီးယားနဲ့အမေရိကန်တပ်ဖွဲ့တွေရဲ့17ရက်ကြာနှစ်စဉ်ပူးတွဲစစ်ရေးလက်ချက်မှုတွေမတ်လ17ရက်နေ့တရင်လာနေအစောပိုင်းမှာစတင်ပြီးနိုင်ပိုင်းအကြာမှာပဲမြောက်ကိုရီးယားကသုံးကြီးတွေစမ်းသက်ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။ မြန်ကိုရီးယားကဒီနှစ်အတွင်းဒုံးကျည်စမ်းသပ်တာ၅ကြိမ်ရှိနေတာဖြစ်ပြီးစမ်းသပ်မှုတွေကိုဟွမ်ဟွဲ့ပြည်နယ်ကနေပင်လယ်တဲပြစ်လွတ်ခဲ့တာဖြစ်တယ်လို့တောင်ကိုရီးယားဘူးရက်စစ်ဦးစီးချုပ်ရုံးကပြောပေမဲ့အသေးစိတ်ကိုတော့ပြောကြားထားတာမရှိပါဘူးပြီးခဲ့တဲ့သတင်းပတ်ထင်တောင်ကိုရီးယားနဲ့အမေရိကန်တပ်ဖွဲ့တွေရဲ့ပူးတွဲစစ်ရေးလက်ကျင့်မှုအတွင်း နေစံဖိုးချောမျိုးအရက်သားတွေနေတဲ့နေရာတဝိုက်တိုက်လေရင်တွေက မြေပုံညှို့မှဘုံကျဲခဲ့ပြီးတဲ့နောက်စစ်ရဲလက်ကျင့်မှုတွေကိုခဏရပ်ထားပြီးမတ်လ17ရက်နေ့မှာပြန်စတာဖြစ်ပါတယ် Freedom ရှင်နေ့စဉ်စစ်ရဲလက်ကျင့်မှုသစိုက်တေတာအတွင်းစစ်ရဲလက်ကျင့်တိုက်လေရင်နှစင်းက MK82 ဘုံရှစ်လုံးမတော်တဆမှာပြီးကျင်းမိခဲ့တဲ့အတွက်အနည်းဆုံးလူ30လောက်ဒဏ်ရာရခဲ့ပါတယ် မြန်ကိုရီးယားကတော့ဒီလိုစည်ရည်လေးကျင့်မှုကိုကျူးကျော်ရန်စမ်းဖို့အဖြစ်ရှုမြင်တယ်လို့ကိုရီးယားကျွန်းဆွေအတွင်ရန်လိုပြီးထိတ်တိုက်ပฏิပက္ခတွေဖြစ်ပေါ်စေနိုင်တဲ့အန္တရာယ်ရှိတဲ့စည်ရည်လေးကျင့်မှုဖြစ်ပြည်တွင်ဝေဖန်ထားပါတယ်မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်